ရာ StoneX မှာကျေးဇူးပါတယ်အခုဗီဒီယိုမှာတော့ Marvel နဲ့ DC တို့ Comics လောကမှာအရေးအပါဆုံး Super Hero ၄ယောက်ကဘယ်သူတွေဖြစ်မလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ် Of course အရေးအပါဆုံးဆိုတဲ့အတွက်ကြောင့်ကို၄ယောက်ပဲဆိုတဲ့အတွက်ကြောင့်ကိုဇုံကတော်တော်လေးကျင်းတာကြောင့်ပြောပြမဲ့ character တွေဒီ breakdown တိုင်းတည်ထားပြီးသားကြိုက်ကြပြီးသား character တွေဖြစ်ကြမှာပါဒီတော့ကိုကြိုက်တဲ့ character တွေနဲ့ပတ်သက်ပြီးတော့တီးဖို့လိုတာတွေရှိအောင်မလားဒီ character တွေကဘာလို့ Comic လောကမှာအရေးအပါဆုံး character တွေဖြစ်လာခဲ့ကြလဲဆိုတာကိုစိတ်ဝင်စားကြရဲဆိုရင်တော့ video လေးကိုဆုံးအောင်အထီးကြည့်သွားပေးကြပါအောင်အခုက I am vengeance. I am the night. I am Batman. โอเคပထမဆုံးတစ်ယောက်ကတော့ซูเปอร์ฮีโร่ဆိုတာနဲ့တန်းပြီးတော့မြင်ရမယ့်ซูเปอร์แมนဖြစ်ပါတယ်ซูเปอร์แมนကို1938ခုနှစ်မှာထုတ်ခဲ့တဲ့ Action Comic မှာစတင်မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပြီးတော့ Jerry Siegel နဲ့ Joe Shuster တို့ကပူးပေါင်းဖန်တီးခဲ့ကြခြင်းဖြစ်ပါတယ် Of course Superman မတိုင်ခင်မှာလည်းฮีโร่တွေနဲ့ပတ်သက်ပြီးတော့ comic တွေရှိခဲ့တယ်ဆိုပေမဲ့ Superman က The Fictional စိတ်ကူးယဉ် comic တွေကိုအမြင်တစ်ခုပြောင်းသွားအောင်လုပ်ပေးနိုင်ခဲ့တယ်မြင့်တင်ပေးနိုင်ခဲ့တဲ့ character ဖြစ်ခဲ့ပါတယ် Superman ဒီကဘာအပြင်ဘက်ကနေပြီးတော့လာတဲ့ဂျိုဒါတယောက်ဖြစ်တဲ့အကြမ်းတမ်းဆုံးမှာဆိုတဲ့ power set တွေနဲ့ပြည့်စုံနေပေမဲ့ ီးပါပါရေးကြောင့်အခြားလူတိုင်းအရာအားလုံးထက်တာနေတယ်ဆိုတာကိုသိပေမဲ့နိုင်ထက်စီးနင်းလို့ဖို့အတွက်အတုံးမပြူတဲ့စိတ်ထားအကောင်ဆုံးလူသားရေးထက်လူသားဆန်တဲ့အဖြူစင်ဆုံးအမြင့်မြတ်ဆုံး character တစ်ခုအဖြစ်စတင်ဖန်တီးခဲ့ခြင်းကအခုအချိန်အထိပဲဖြစ်ပါတယ်။ and အဲ့ဒီအမြင်ကို Superman ကပဲပိုင်ဆိုင်နိုင်တဲ့အထီးကိုလည်း unique ဖြစ်ခဲ့ပါတယ်။သိကြမဲ့အတိုင်း Marvel နဲ့ DC တို့ကအမြဲတမ်းအမြင်ပိုင်းဆိုင်ရာကောစိတ်ဓာတ်ပိုင်းဆိုင်ရာကော character တွေကိုအမြဲတမ်းတစ်ဖက်နဲ့တစ်ဖက်ကူးယူဖန်တီးနေတတ်ကြပါပဲ။ Superman ကတော့ Marvel ဘလို့မှကူးယူဖန်တီးလို့မရနိုင်တဲ့ character တစ်ခု ုဖြစ်ခဲ့တာကအခုအချိန်ထိပဲဖြစ်ပါတယ် of course hyperion တို့ sentry တို့ဒီ superman ပုံစံတွေပဲဖြစ်တယ်ဆိုပေမဲ့ superman ဆိုတဲ့အမည်မျိုးကိုပရိသတ်တွေကိုရားစေမဲ့ character မျိုးကိုတော့ဖန်တီးနိုင်ခဲ့ခြင်းမရှိသေးပါဘူးပြီးတော့ superman ဒီအဲ့ဒီခေတ်မှာနောက်ထွက်လာမဲ့ hero တွေအားလုံးအတွက်လည်း ground watch ချပေးခဲ့တဲ့ character တစ်ခုဖြစ်ခဲ့ပါတယ်သူရဲ့ကိုကြက်ဝစ်ဆုံးအနောက်က cape ဝေယုံတို့ဒီနောက်ထွက်လာမဲ့ဟီးရိုးတွေအားလုံးအတွက်စူပါဟီးရိုးဆိုတာကဒီလိုပုံစံပါလားဆိုပြီးတော့ကြည်ပြီးဖန်တီးစရာ character တစ်ခုဖြစ်လာခဲ့ပါတယ်။ဥပမာ predator တို့ Google စီတွားပြီးရောဖြစ်ဖြစ်ဘယ်မှာပဲဖြစ်ဖြစ်စူပါဟီးရိုးဆိုပြီးတော့ရိုက်ရှာကြည့်လိုက်မယ်ဆိုရင် Superman ဆိုတာကအများဆုံးကြာလာမှာဖြစ်ပြီးတော့ superhero design ဆိုပြီးတော့ရိုက်ရှာကြည့်လိုက်မယ်ဆိုရင်လည်း Superman လိုမျိုးဘေးအပြင်ထုတ်ဝစ်ထားပြီးတော့အနောက်ကအတောင်ပံတဲ့ design မျိုးတွေကိုအများဆုံးမြင်ရမှာလည်းဖြစ်ပါတယ်။ Superman ဒီအခုချိန်အထိလည်း the greatest of all time တက်တန်တဲ့လျှောက်မှာအကောင်းဆုံး superhero တစ်ယောက်အဖြစ်ပြိုင်ဆန်ရှာပြီးတော့အလဲ ဲထိုးလို့မရနိုင်သေးတဲ့ character တစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ And next DCPB ဆိုတော့ Marvel ဘက်ကိုလဲလိုက်ခြင်းပါတယ်။ Marvel Comics ရဲ့ Noble အဖြစ်ဆုံးအတီးကြီးအမြင့်မြတ်ဆုံးလူသား Steve Rogers ရဲ့ Captain America ဖြစ်ပါတယ်။ Captain America ကို1940ခုနှစ်အခုနာ Superman ထွက်ပြီးတော့နှစ်နှစ်အကြာမှာ Joe Simon နဲ့ Jack Kirby တို့ကပူးပေါင်းဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။အဲဒီအချိန်ကာလဒီ World War II ကာလလည်းဖြစ်တာကြောင့်လောကကြီးကို Germany က Hitler ကဒုက္ခပေးနေတဲ့အချိန်လည်းဖြစ်ပါတယ်။ဒါကြောင့် Captain America Comic အတွက်ပထမဆုံးစာမျက်နှာပထမဆုံးကာပါမှာတင် Captain America ကာကဟစ်လာကိုစောက်ခွက်ကြီးထိုးပြီးတော့အနိုင်ယူနေတဲ့ပုံစံနဲ့ခြေဆွဲထုတ်ပစ်လိုက်ခြင်းကြောင့်လူတိုင်းကလည်းအကြိုက်တွေ့သွားခဲ့ပါတယ် US တိုင်းပြည်ကိုကိုးစားပြုတဲ့နမဲအမတ်အသားနဲ့စစ်သားဟီးရိုးတယောက်ဖြစ်တာကြောင့်ဒီကောမိတ်တွေကိုအဓိကရေးဆွဲထုတ်နေတဲ့ American တိုင်းပြည်အတွက်လည်းအရေးအပါဆုံးဟီးရိုးတယောက်ဖြစ်မှာကအသေးအချာပါပဲ Bad Captain America နဲ့ပတ်သက်ပြီးတော့ကွဲပြားသွားစီတာနဲ့လူကြိုက်များစေခဲ့တာကသူ့ရဲ့ဖြောင့်မတ်တဲ့စိတ်ဓာတ်ကြောင့်ပါ Captain America လိုဟီးရိုးဒီဘယ်ကိစ္စကိုမဆိုဘာကိုမဆိုပလန်ဆွဲပြီးတော့လုပ်တဲ့အခါမှာကြားမကလေးကေး ခွဲခြားခြင်းမရှိဘဲနဲ့ဘသူကိုမစိုးလုံးဝမထိခိုက်စေဖို့ကိုရွေးချယ်ပြီးတော့အားလုံးကိုကယ်တင်ဖို့အတွက်အကောင်းဆုံးလှုပ်ဆောင်သူတဦးဖြစ်ပါတယ်။လူဒီဘာနဲ့ထိုးခြားခြားနေဝင်သွားမှာမဟုတ်ဘဲနဲ့တနေကုန်ချနေနိုင်နေဆိုတဲ့ကောင်းမျိုးလည်းဖြစ်ပါတယ်။ MCU Live Fashion Version မှာဆိုရင်လည်း Captain America ရဲ့စိတ်ဓာတ်တွေကိုကောင်းကောင်းကြီးထောက်ပြခဲ့ပါတယ်။ Endgame ရုပ်ရှင်အဆုံးဘတော်မှာဆိုရင်ဒိုင်းဂျိုးနဲ့တောင်မှသူကလက်လျှော့လိုက်ခြင်းမရှိဘူးဆိုတဲ့စိတ်ဓာတ်မျိုးကိုပြခဲ့တယ်လို့ဟိုအစမှာတည်းကပါဝါတွေရှိမလာခင်တည်းကလူဒီအမြဲတမ်းကိုယ်ပါတာစတဲ့ပြစ်ပြီးတော့အခြားသူတွေကိုရှေ့တင်ကယ်ဆယ်ဖို့အတွက်ကြိုးစားတဲ့စိတ် တ်တမ်းမျိုးရှိရဲဆိုတာကိုလည်းပြခဲ့ပါတယ်။ comic ထဲမှာဆိုရင်လည်းဥပမာ time runs of comic မှာဆိုရင် incarnation တွေဖြစ်လာတဲ့အခါ illuminati ဆိုတဲ့ iron man, reed richards, doctor strange တို့လို hero တွေအပြင် black panther, neymar တို့လို့ဘယင်တွေပါပါတဲ့ကမ္ဘာအကောင်ဆုံးမှာဆိုတဲ့ super hero တွေအကုန်လုံးကသူတို့ကမ္ဘာရှင်တန်မှုအတွက်တခြားကမ္ဘာတစ်ခုကိုဖျက်ဆီးပစ်ကြဖို့ကိုတဘောတူခဲ့ကြပါပဲ။တဘောမတူတဲ့တဦးတီတော်တစ်ယောက်က captain america ပဲဖြစ်ခဲ့ပါတယ်။သူရဲ့စိတ်ဓာတ်ကတော့သူရဲ့ကမ္ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကမ္ဘာပဲဖြစ်ဖြစ်တခြားကမ္ဘာပဲဖြစ်ဖြစ်လူသက်ချင်းဆိုတာကမားတယ်ဆိုပြီးတော့ခံယူခဲ့ ယ်စိတ်ဓာတ်မှန်ခြင်းဖြောင်းမှတ်ခြင်းဆိုတဲ့နေရာမှာစူပါမန်နဲ့ဒန်တူနီပါရှိတဲ့ character မျိုးဖြစ်ပါတယ်သူတို့တွေဒီအမြဲတမ်းမှန်ကန်နေတဲ့အတွက်လည်းအမြဲတမ်းဖြောင်းမှတ်နေတဲ့အတွက်လည်းအမြဲတမ်းအနိုင်ရရှိသူတွေအဖြစ်မြင်ရမယ့် character မျိုးတွေလည်းဖြစ်ပါတယ် and next နောက်တစ်ယောက်ကတော့အဲ့ဒီမှန်ကန်ခြင်းတွေအဲ့ဒီဖြောင်းမှတ်ခြင်းတွေရဲ့ဖြောင်းပြန်အနေနဲ့ထွက်လာခဲ့တဲ့သူဖြစ်ပါတယ်တခြားသူမဟုတ်ဘူး the batman ပဲဖြစ်ပါတယ်ချိန်မှာပြောပြခဲ့တဲ့ hero တွေဒီရန်သူကဘလောက်အထိပဲ cheat လုပ်နေပါစေမဟုတ်မမှန်တဲ့နီလန်းအနေနဲ့ပဲတိုက်ခိုက်နေပါစေသူတို့ကလမ်းမှန်ပေါ်ကနေပြီးတော့ပဲနီလန်းအမှန်အတိုင်းပြန်ပြီးတော့တိုက်ခိုက်တဲ့ တူတွေဖြစ်ပါတယ်ဘတ်မန်လို့ကောင်းမျိုးကတော့မင်းကငါ့ကိုတကွက်လာလဲရင်ငါက၃ကွက်လောက်လဲပြမယ်မင်းညင်းညင်းပပတ်ချရင်ငါလည်းမင်းလိုမျိုးညင်းညင်းပပတ်ချမယ်ဆိုတဲ့ကောင်းမျိုးဖြစ်ပါတယ်ဘတ်မန်ကိုစူပါမန်ထွက်ပြီးတော့နောက်တစ်နှစ်1939ခုနှစ် action comic မှာစတင်မိတ်ဆက်ပေးခဲ့ပြီးတော့ Bill Finger နဲ့ Bob Kane တို့ကပူးပေါင်းဖန်တီးခဲ့ခြင်းဖြစ်ပါတယ်ဒါအပြင်ဘတ်မန်ဒီရှေ့မှာပြောပြခဲ့တဲ့ hero တွေလိုမျိုးလူတို့ကတိုင်းပြည်ကတတ်မှတ်ပေးထားတဲ့လူစွမ်းကောင်းကာကွယ်ရှင်မျိုးမဟုတ်ဘဲနဲ့ vigilante ဆိုတဲ့စေတနာဝင်နဲ့ကိုစိတ်တတ်နဲ့ကိုထွက်ပြီးတော့ကာကွယ်တဲ့ hero မျိုးဖြစ်ပါတယ်ဘတ်မန်ဒီအဲ့ဒီ role ကို အဲ့ဒီ vigilante ဆိုတဲ့ role ကိုဖောက်ထွက်သွားအောင်ပထမအုပ်ဆုံးအနေနဲ့ဖော်ကျူးပြနိုင်ခဲ့တဲ့ character မျိုးလည်းဖြစ်ခဲ့ပါတယ်။ဒါကြောင့်မဲနောက်မှသူ့ကိုမိညာန်ပြီးတော့ vigilante hero တွေဖြစ်တဲ့ Daredevil တို့ Punisher တို့ Green Arrow တို့လို hero တွေကပေါ်ထွက်လာခဲ့ကြခြင်းလည်းဖြစ်ပါတယ်။ Batman ဒီ Yandu ရဲ့စိတ်ထဲကိုအကြောက်တရားဆိုတာကို ဖီးယားဆိုတာကိုရိုက်တွင်းထည့်ရင်နဲ့လူမတတ်ဘူးဆိုပေမဲ့မသေးုံတမဲသူလိုချင်တဲ့အဖြေကိုရဖို့အတွက်ရိုက်နှက်မေးမြန်းတတ်တဲ့ကောင်းမျိုးဖြစ်ပါတယ်ဘတ်မန်ဒီလည်း Marvel ဘက်ကနေပြီးတော့ light to ပပြီးတော့ဖန်တီးလို့မရနိုင်ခဲ့တဲ့ character တစ်ခုဖြစ်ခဲ့ပါတယ်နောက်ဆုံးတစ်ယောက်ကတော့လူတိုင်းရဲ့အချစ်တော်လေး Peter Parker ရဲ့ Spider-Man ဖြစ်ပါတယ် Spider-Man ကို1962ခုနှစ် Amazing Fantasy Comic မှာစတင်မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပြီးတော့ Stanley နဲ့ Steve Ditko တို့ကပူးပေါင်းဖန်တီးခဲ့ကြပါတယ် but လူတိုင်းမသိနိုင်မှာကတော့ Stanley ကိုယ်တိုင်က Spider-Man character ကိုပေါက်မယ်ဆိုတာကိုမယုံကြည်ခဲ့ ဲ့ပါဘူး။သူဒီ Amazing Fantasy ဆိုတဲ့ Fantasy Comic တွေစိတ်ကူးရင်ဇာတ်လမ်းတွေကိုဖန်တီးခဲ့ရတဲ့အချိန်မှာ Spider-Man ဆိုတဲ့ Insect Character ကိုဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။ပြီးတော့သူ့ရဲ့မိန်းမကလည်းထဲလိုက်ဖို့အတွက်အကြံပေးတာကြောင့်လူတွေလည်းတိတ်ပြီးတော့ဂယူးမဆိုင်လောက်ပါဘူးလေဆိုပြီးတော့နောက်ဆုံးအပိုက်ကြမှာနောက်ဆုံးနံပါတ်15ကြမှာ Spider-Man ကိုထဲတွင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ဘတ် Spider-Man ဒီအဲ့ဒီအချိန်တွေကအောင်မြင်လာခဲ့တာကအခု Superman တို့ Batman တို့နဲ့ပူးတွဲပြီးတော့ရှင်ပြခံရတဲ့အထိပါပဲ။အကြောင်းရင်းကတော့ဒီ character ဒီအဲ့ဒီအချိန်တုန်းကပုံမှန် hero တွေရဲ့စကြောင်းတွေနဲ့ကွဲထွက်သွားခဲ့ ခဲ့လို့ဖြစ်ပါတယ်။ရှေ့မှာထွက်ခဲ့တဲ့များဟီးရိုးတွေအားလုံးဒီတထေးသားတို့စစ်သားတို့ဂျူသားတို့ဆိုပြီးတော့ပြေးနေခဲ့တာပါ။အဲ့ဒါတွေကိုလူတွေကစိတ်ကူးရင်ကြည့်ပြီးတော့ဒါပုံဖော်ဖတ်ရှုနိုင်မှာမျိုးဖြစ်ပေမဲ့အခုစပိုင်ဒါမန်ကိုတော့လူတိုင်းတန်းသူလူတိုင်းလည်း relate လုပ်နိုင်မဲ့စင်ရဲသားဆိုပြီးတော့ဖန်တီးပေးလိုက်ခြင်းဖြစ်ပါတယ်။ Of course သူလိုကိုလိုပဲဖြစ်တဲ့ကြောင်တောင်တောင်တင်းနေကြလေးတယောက်ကပတ်စံကိစ္စတွေ main လေးကိစ္စတွေကိုအမြဲတမ်းပူနေရတဲ့ထက်ခဲတဲ့ Peter Parker ရဲ့ဘဝကိုဖတ်ရှုသူတွေက relate လုပ်နိုင်ပြီးတော့နားလည်နိုင်ပြီးတော့လူကြိုက်များလာခဲ့ခြင်းဖြစ်ပါတယ်။ကျန်တာကတော့ history ပါပဲ။ Spider-Man ဒီ ရှိမှပြပြခဲ့တဲ့ဟီးရိုးတွေလိုမျိုးလူတိုင်းနောက်ဆုံးခလေးကအစခွေးအစုံမေးကြည့်မယ်ဆိုရင်တီးကြမဲ့ဟီးရိုးတွေတဲကတယောက်ဖြစ်လာခဲ့ပါတယ်။ and bonus အနေနဲ့ကြီးရှိသူအမျိုးသမီးများအတွက်အမျိုးသမီးများအတွက်ဟီးရိုးဖြစ်တဲ့ Wonder Woman ကိုပါထည့်သွင်းပြပြလိုက်ချင်ပါတယ်။ Wonder Woman ကို1942ခုနှစ် All-Star Comic မှာစတင်မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပြီးတော့ William Marsden နဲ့ H.G. Peter တို့ကပူးပေါင်းဖန်တီးခဲ့ကြခြင်းဖြစ်ပါတယ်။ Duty Femininity ဆိုတဲ့အမျိုးသမီးတို့အတွက်ကိုစားပြုတဲ့ပထမဆုံးဟီးရိုးလည်းဖြစ်ခဲ့တယ်လို့အခုချိန်အထိလည်းကိုစားပြုနေစေဟီးရိုးဖြစ်ပါတယ်။ လူနီစူပါမန်ဘတ်မန်တို့နဲ့ရှင်ပေါင်တန်းနိုင်တဲ့အသည့် Trinity ဆိုပြီးတော့သတ်မှတ်ခံထားရသူဖြစ်တယ်။စူပါမန်ကိုတော့မှရှင်ချနိုင်တဲ့အသည့်တပ်ပြက်နိုင်တဲ့အသည့်အင်အားရှိသူအဖြစ်ပြသခဲ့ခြင်းဖြစ်တယ်လို့1942ခုနှစ်ဆိုတာကအမျိုးသမီးရဲ့ဗုဒ္ဓောင်မှာပေးခွင့်မရှိသေးတဲ့ကာလမျိုးဖြစ်တဲ့အတွက်အမျိုးသမီးအများစုကိုလည်းအာသက်စေခဲ့သူဖြစ်ခဲ့ပါတယ်။ဒါပြင်ဆက်ပြီးတော့ထွက်လာတဲ့မြတ် Black Widow တို့ Super Girl တို့ Jean Grey တို့ you name it အမျိုးသမီးဟီးရိုးတွေအားလုံးအတွက်ကိုလည်း Groundwork ချပေးခဲ့တဲ့ Comic လောကမှာအရေးပါဆုံးတဲ့ Character တစ်ခုဖြစ်လာခဲ့ပါတယ်။ So Predator တို့ကရောဒီစီရင်ထဲမှာဘယ်သူကိုအကြိုက်ဆုံးဖြစ်မလဲဘယ်သူကိုဘယ်စိတ်ဓာတ် တွေကြောင့်ကြိုက်လဲဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင် and as always guys ဗီဒီယိုလေးကိုကြည့်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN link ခံပြီးရကြည့်ပေးကြဖို့ရတက်လာတဲ့ညညာလေးကိုစုံအောင်ဒီကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်